ခဝင်ဆောင်ကာလမှာမိမက်ကိုကအဖြူစင်းတာပုံမှန်ပဲလားဆိုတာကိုတည်ကြည်နေကြမယ်ခဝင်ဆောင်အမျိုးသမီးများရှိမယ်လို့ထင်ပါတယ်ဒီနေ့ figure ရဲ့မှာခဝင်ဆောင်ကာလမှာမိမက်ကိုကအဖြူစင်းတာပုံမှန်ဟုတ်မဟုတ်ဆိုတာကိုပြောပြပေးတော့မှာဖြစ်တဲ့အတွက်ဗီဒီယိုအဆုံးထိကြည့်ရှုပေးကြပါအောင်နော်အဖြူစင်းတာကတဘာဝပါပဲပုံမှန်ပါပဲဆိုပေမဲ့လည်းအောက်ပါချက်တွေရှိနေတော့သတိထားပါမယ်ဥမာစင်းတာများလို့နေတယ်အနက်ဆိုးပြီးအယောင်တွေပါလာရင် မိမ့်မဖို့ရရရင်ဒီလိုမျိုးဖြစ်နေရတယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့အမြန်ဆုံးပြသဖို့လိုပါတယ်။ကိုယ်ဝေဆောင်ကာလမှာမိမ့်မကူကအဖြူဆင့်ခြင်းဗဂျိုင်းနယ်တစ်ချွတ်ဟာပုံမှန်ပဲဖြစ်ပါတယ်။ဒါပေမဲ့အယောင်အနံ့နဲ့အခြားသောလက္ခဏာတွေကိုတော့တိကျလေးကူးဆိုင်ဖို့လိုအပ်ပါတယ်။ပုံမှန်အဖြူဆင်းခြင်းကတော့အဖြူရောင်ရှိပြီးတော့အနံ့မရှိပါဘူး။ကိုယ်ဝင်ဆောင်ချိန်မှာဟော်မုန်းအပြောင်းအလဲကြောင့်ပုံမှန်ထက်ပိုပြီးတော့လေအဖြူဆင်းတာမျိုးဖြစ်နိုင်ပါတယ်။ ဒါဆိုရင်ပုံမှန်မဟုတ်တဲ့အဖြူစင်ချင်းကဘယ်လိုလဲပေါ့နော်ပုံမှန်မဟုတ်တဲ့အဖြူစင်ချင်းကတော့အဝါရောင်အစိမ်းရောင်မီးခိုးရောင်တို့မဟုတ်ဒိန်ချင်လိုအနှစ်မျိုးတွေစင်းပြီးတော့အနက်ကလည်းပုံနံလိုမျိုးစိုးရွာစွာထွက်နေတတ်ပါတယ်။နောက်ပြီးတော့မိမကူနာရဲစီးသွားရင်ပူတယ်လူမျိုးခံစားလာရပါကမပေါ့စတင်ပါဘူးနော်ဒါဆိုရင်ကိုယ်ဆောင်ချိန်မှာအဖြူစင်းရင်ဘာလို့တင်လဲပေါ့ဒီချက်ကိုလည်းတိထားတင်ပါတယ် ကိုယ်ရစားစိမ်းမှာအဖြူစင်းလို့ရှိရင်တက်ရှင်းကိုအဓိကထားပြီးတော့ပြုလို့ရပါမယ်။ခြေဓာတ်အတွင်းခံတွေကိုလည်းဝတ်ပြရပါမယ်။တရက်မှာအတွင်းခံကိုနှစ်ခါနေသုံးခါလောက်လဲပြရပါမယ်။တကယ်လို့အဖြူစင်းတာအရင်များရင်တော့ daily pad တွေကိုခံပေးလို့ရပါတယ်။အဲခုနကအတန်ရှင်လုပ်တဲ့ဆွေနေရမှာလဲပေါ့နော်။ဆက်ပြာတွေကိုသုံးနေရပြီးမဟုတ်ဖက်နဲ့ဘင်းဘက်ကူကိုရေနဲ့တန့်စင်ရင်တော့အကောင်းဆုံးဖြစ်ပါတယ်။လိမ့်ဆက်ဆန်တဲ့အချိန်မှာလဲကွန်ဒုံးကိုအသုံးပြုပြီးပိုကောင်းပါတယ်။ အဖြူစင်းတာနံပြီးတော့အယောင်ပါလာတယ်ဆိုရင်တော့တားဖွားမိရဲ့အထူးကုနဲ့အမြန်ဆုံးပြသပေးရမှာပဲဖြစ်ပါတယ်။ဒီလိုမျိုးဘုံမှန်မဟုတ်တဲ့အဖြူစင်းကြီးကိုမကုတာပဲနဲ့ထားရင်မှုဘူးသူမဟုတ်ဘက်တီးရီးယားပိုးတွေကမူးလမ်းကြောင်းကနေတဆင့်ကလေးစီကိုကူးဆက်သွားနိုင်ပါတယ်။မိခင်ရဲ့အချင်းကိုထိခိုက်ပြီးတော့ကလေးဟာလာမစီပဲနဲ့မွေးဖွားလာတတ်ပါတယ်။ဒါကြောင့်မလို့အရေးကြီးတဲ့အချက်ကကိုင်းဆောင်စဲမှာ အဖြူစင်းလို့ရှိရင်ပုံမှန်မှာပဲလို့ယူဆပြီးတော့ ပေါ်စာပြီးမနေတင်ပါဘူးပုံမှန်မဟုတ်တဲ့လက္ခဏာတွေရှိလာတယ်ဆိုရင်ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပြရပါမယ်ကိုဝင်ဆောင်ချိန်မှာသင်းငယ်တွေပြဿနာတစ်ခုကနေပြီးတော့ကလေးအတွက်ကြီးမားတဲ့စူးကျူတွေဖြစ်လာနိုင်လို့ပဲဖြစ်ပါတယ်ဒါကြောင့်ခရူးဆိုင်ပါပေါ်ပေါ်ဆဆမနေဘဲနဲ့ဆရာဝန်နဲ့ပုံမှန်စစ်ဆေးမှုစံသက်မှုကိုခံယူပါလို့ဓမ္မမအိုင်လန်ကနေတိုက်တွန်းလိုက်ရပါတယ်ဒီလိုအကျိုးရှိရကြမှာရဲ့ဘူးတရာတွေကိုကြည့်ချင်ရင်ဒီ YouTube channel လေးကို subscribe ပြုလုပ်ထားဖို့လည်းမမေ့ပါနဲ့နော် ်။ဒီ scenario ကိုလည်း comment မှာမေးချလို့ရပါတယ်။နောက် video မှာပြန်လည်တွေ့ဆုံကြပါမယ်နော်။